ါင်းစဉ်ကိုသူပြစ်တစားလို့ပဲတည်တာဒီတချင်းရဲ့အကြောင်းအရာသကလုံးတလုံးချင်းစီရဲ့အတိတ်ပဲအဲ့ဒါတွေကိုခုနောက်ပိုင်းလူငယ်တွေမတည်တော့ဘူးတည်ဖို့လဲသူတို့မကြိုးစားဘူးဘာလို့လဲဆိုတော့ခစ်ကတချင်းနားထောင်တဲ့ခင်မဟုတ်တချင်းကြည့်တဲ့ခင်ဖြစ်နေတယ်ကိုပေါ့တဲ့ဒီစင်းမှန်မှကျွန်တော်တော်တော်များများကျွန်တော်နားထောင်ကြည့်တယ်80ရာခိုင်နှုန်းလောက်ကကောရန့်တစ်ပိုက်လောက်ပဲတည်တယ်ကျန်တဲ့ဟာမတည်ဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးအဲ့ဒါခစ်ကွာကိုဖြစ်နေတယ် ကျွန်တော်အခုဒီဘက်ခက်ကဘာဖြစ်နေလဲဆိုတဲ့အခါကျတော့တချင်းနားထောင်တဲ့ခက်မဟုတ်တော့ဒီဘက်ခက်ကတချင်းကြည့်တဲ့ခက်ဖြစ်လာပါတော့နော်တချင်းကိုကြည့်တယ်တချင်းကိုနားထောင်တာမဟုတ်တော့သူကတချင်းကိုကြည့်တာဒီတချင်းထဲမှာဘာတွေ highlight ပါလဲကျွန်တော်တချင်းကအဲပြစ်တစာခေါင်းစဉ်ကိုသူကပြစ်တစာလို့ပဲတည်တာဒီတချင်းရဲ့တကယ်အထဲမှာကျွန်တော်ဟိုဖန်တီးထားတဲ့ကျွန်တော်တီကုန်းထားတဲ့တချင်းရဲ့အကြောင်းအရာသကလုံးတစ်လုံးချင်းစီရဲ့အတိတ်ပဲအဲ့ဒါတွေကို ခုနောက်ပိုင်းလူငယ်တွေမသိတော့ဘူးတီးဖို့လည်းသူတို့မကြိုးစားဘူးဘာလို့လဲဆိုတော့ခစ်ကတချင်းနားထောင်တဲ့ခစ်မဟုတ်တချင်းကြည့်တဲ့ခစ်ဖြစ်နေတယ်နော်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ထင်ပါတယ်အဲနည်းနည်းတော့အချိန်ယူအောင်ပဲထင်ပါဟုတ်အဘိုးကြောင့်လေအရင်ကျွန်တော်တို့ကဟိုအားပေးခဲ့တဲ့မိတ်ဆွေတွေတော်တော်များများတော့ဟိုပြောအခုနောက်ပိုင်းလူငယ်တွေကတော့အခုကကျွန်တော်ပြောသလိုပေါ့တချင်းကြည့်ရခစ်ဖြစ်နေတာ ကျွန်တော်ဟိုလွန်ခဲ့တဲ့၄၅နှစ်ကမှအရွယ်ရောက်တဲ့ကလေးတွေရှိတယ်ကွာကျွန်တော်ထင်ပါတယ်အဲ့လိုကလေးတွေပိုများပါလိမ့်မယ်လွန်ခဲ့တဲ့၄၅နှစ်ကမှတို့ social platform ပေါ်တက်တယ်သူများကတွေကိုဟိုဝေဖန်တဲ့လူဝေဖန်နေပေါ့သူ blame တဲ့လူ blame နေပေါ့တချင်းတွေဆိုလည်းအဲ့လိုပဲဟာဒီတချင်းမှာဘာကြီးရှိနေလဲဟောဒီကောင်ကြီးမှာဒီကောင်ကြီးကိုဘာစောက်ပြစ်ပြောရင်ကောင်းမလဲအဲ့လိုပေါ့နော်အဲ့လိုကျွန်တော်ထင်တာကအဲ့ဒီမှာဘာတွေဖြစ်သွားလဲဆိုတဲ့အခါကျတော့တို့တကယ်တီးတဲ့တကယ်တီးထိုက်တဲ့အကြောင်းအရာတကယ်နားထောင်တဲ့ music အကြောင်းအရာ music melody အကြောင်းအရာအဲ့ဒါတွေအားလုံးပြောက်သွားတယ် ဘာလို့ဟိုဒီချိန်မှာလူတိုင်းတချင်းရေးတက်တယ်ဗျာကျွန်တော်တို့မှမဟုတ်အခုဒီမီဒီယာမှာရှိနေတဲ့လူတွေလည်းတချင်းရေးတက်တယ်တချင်းရေးနိုင်တယ်ဘာလို့ AI ခစ်ဖြစ်နေတော့အဲ့ဆိုတော့ quantity ပဲလူတွေကဥစားပေးတော့တယ် quality ကိုမရှိတော့ဟိုနားထောင်မှု ခင်မို့တော့ကျောင်းဆရာပြောတယ်လို့ပဲလေတချင်းကိုကြည့်တဲ့ခင်ဖြစ်နေတယ်အဲ့လိုဆိုတော့ဘယ်နေရာ highlight ဖြစ်လဲအခု TikTok မှာပို့လိုက်တယ်ဖတ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 ်အဲ့ပို့လိုက်တဲ့10မိနစ်စာအချိန်လေးကိုပဲဟာဒါလေးကောင်းတယ်ဒါလေးမှန်တယ်ဒါပေမဲ့တချင်းတစ်ပုတ်လုံးကိုလူတွေသိလားဆိုတချင်းတစ်ပုတ်လုံးကိုဒီခုပေါက်တဲ့တချင်းမှန်မှာကျွန်တော်တော်တော်များများကျွန်တော်နားထောင်ကြည့်တယ်80ရာခိုင်နှုန်းလောက်က current တစ်ပိုက်လောက်ပဲသိတယ်ကြံတဲ့ဟာမသိဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးအဲ့ဒါ kick ဝါကိုဖြစ်နေဘာလို့လဲဆိုတော့အာ social media ဆိုတာက ဟို artist တယောက်တည်းကဟိုဘယ်လိုပြောမလဲရုပ်ရှင်တော်လည်းကောင်းတပင်းတော်လည်းကောင်းဂီတတော်လည်းကောင်းမလို့အဲ့ဒါကကြော်ညာတဲ့ဘယ်လိုမလဲကြော်ညာဘေဘုတ်တွေပဲအရင်တော့ကကြော်ညာဘေဘုတ်ခစ်မရှိအဲအဲ့လိုလေးမရှိတဲ့ခါကျတော့အခုဒီ TikTok တို့ Facebook တို့ YouTube တို့မှာဒါကကြော်ညာတယ်ဗျာဒီသဘောပဲအဲတကယ်ဟာတွေကသူတို့တင်ဆက်ထားတဲ့ platform တွေမှာရှိတယ်အန်ဂျွန်းတို့ Spotify တို့ဒီတယ်လို့ဒီစားတော့အများကြီးပဲရှိတယ်အဲ့မှာသွားနားမထောင်တော့ဘဲနဲ့ဒီမှာထားရတဲ့ highlight ကိုပဲလူတွေကကြည့်ပြီးတော့နားထောင်ကြတယ် ကြည့်တဲ့ခေတ်ဖြစ်နေပါတော့အဲ့တော့နည်းနည်းတော့နည်းနည်းတော့အများကြီးတောင်းလဲရအောင်ပါလိုပြောမဟင်းပွဲတပွဲလို့ပေါ့ကျွန်တော်တို့ကတော့ဒီတန်းမှာဒီသချင်းတပုတ်ထဲမှာအကြောင်းအရာတွေအများကြီး cough line တွေအများကြီးကျွန်တော်တို့ rain တွေအများကြီးကျွန်တော်တို့ထိုးထည့်တာဟိုဘယ်လိုပြောမလဲဟိုထိုးထည့်ပြီးတိဆောက်လိုက်ပြီးတင်ဆက်လိုက်တယ်ပေါ့နော်ဒါကကိုရွေးချယ်ပြီးတော့စားသုံးတဲ့ပုံမှာမူတည်ပါဒါတန်းမှာလည်းသချင်းလေးပုတ်ထဲမှာကနာကြီးကနည်းနည်းလေးပြပြပါဦး ဟုတ်အဲဒီဒီရုပ်ရှင်ကားထဲမှာကျွန်တော်ဖိုဘီယာဆိုတဲ့ဇာဝင်တေးလေးကျွန်တော်ပါဝင်ပြီးဒီဆိုပေးတာပါတယ်ဒီတစ်ချင်းကရေးတာကတော့ကိုဝင်ရမင်းသူဆိုတဲ့မိတ်ဆွေတယောက်ကရေးတာပါအဲတီးတာတော့ကျွန်တော်ကျွန်တော်ဒီကကျွန်တော်တို့ပေါ်လာရေပေါ့နော်တကီးကမိတ်ဆွေတွေနဲ့တီးခတ်ထားတာပါမဆိုင်ထိမ့်ရဘူးညလုံးနေမိတ်လို့ခါ ရဲ့အာယုံတဲ့ဒီဝင်ငါချောင်းလန့်နေစေဒီမိုပေါ့နော်ဒီမိုပုံစံရောက်လာတယ်သူတို့ဒီဟာလေးသူတို့လှုပ်ထားတယ်ပေါ့ကိုဘန်တာတိန်မန့်ကကိုဘူဆန်းတို့ကိုချမ်းသာတို့ ਨੇ အဲ့ဒါတရက်ဖုန်းရအဆက်အသွယ်ရတော့အဲ့ဒါဒီဟာမျိုးလေးတော့ရှိတယ်တာတိလူဆိုရင်တော့အဆင်ပြေမယ်အထင်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းတချင်းပုံစံလေးလည်းကျွန်တော်သဘောကျတယ်။နောက်တချင်းချောင်းအောင်လေးလည်းကျွန်တော်သဘောကျပါတယ်။အဲ့ဒါကျွန်တော်တီးဆိုပြတာ။ကျွန်တော်အမှန်တမ်းပြောရင်ဒီတချင်းနဲ့ပတ်သက်ပြီးကျွန်တော်ဟိုဇညွန်းကိုကျွန်တော်သိချာမသိဘူးလား။ တခြားမသိဘဲနဲ့ကျွန်တော်ဒီတစ်ခေါက်ကကျွန်တော်ဒီတချင်းကိုကျွန်တော်ပုံဖော်လိုက်ရတယ်ပေါ့နော်အဲအရင်တော့ကတချို့ရုပ်ရှင်ကားတွေတချို့ဇာတ်ဝင်တွေဆိုပြီးဆိုကျွန်တော်ဒီ writer ဇီးကနေ producer တော်တော်ပေါ့နော်သူတို့ဇီးကတယောက်ဆိုရင်ကျွန်တော်ဇာညွန်းတောင်းတယ်ဇာညွန်းတောင်းပြီးတော့မှကျွန်တော်တချင်းကိုရေးပြတယ်အခုကတချင်းကရေးပြီးသားရှိတယ်အဲဒါပေမဲ့ဇာညွန်းကိုကျွန်တော်တေချာမသိတဲ့အခါကျတော့တချင်းပုံမှာပဲအာယုံဟိုဟာဖြစ်ပြီးတော့ကျွန်တော်ဒီဆိုလိုက်ရတယ်အချိန်လည်းတိတ်အများကြီးမရလာဘူးကျွန်တော်တို့3ရက်4ရက်လောက်ပဲကျွန်တော်တို့အချိန်ရလာတယ် ဲ့လိုဆိုတော့တစ်ခါကျရင်လည်းအခုတချင်းပြီးွားတော့မှမစ်ဒေါင်းတွေပါတယ်ပြီးပြီဆိုတော့မှပြန်တော့တော့အော်ဒီနေရာလေးငါဒီလိုလေးဆိုလိုက်ရင်ကောင်းသားပေါ့နော်ဒီနေရာလေးမှာငါတို့ဒီလိုလေးတီးလိုက်ရင်ကောင်းသားပေါ့အခုမှပြန်ပြီးတော့ဟိုဟာဟိုဘယ်လိုပြောမလဲဟိုပြန်ပြီးတော့အခုမှပြန်ဟိုပြန်လွမ်းတယ်ပေါ့ဗျာသဘောတူကအော်ဒီနေရာလေးဒီကြိုင်တော့အမှန်တမ်းဆိုတော့ဒီတက်အချိန်အများကြီးပုံရရင်တော့ဒီတက်ပို့ပြီးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ပြီဖြစ်ပါတယ်။အင်တာရေဘယ်လာဒီကိုရှာတော့မှအမောင်းတဲကိုရှောက်ရွားသွားတဲ့ဥကြီးချက်များအဲခုလို့ ချိန်ဒီအားပေးတဲ့မိတ်ဆွေတွေကျေးဇူးများကြီးတင်တယ်အခုဒီပန်ဒိုရာဇာကရုံတင်တဲ့အခါကျရင်လည်းတောင်းရောက်ပြီးတော့ကြီးစုအားပေးပါအောင်နော်ကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်ပါတယ်ကျွန်တော်အဲထက်မှာဇဝင်တွေပြီးဆိုပေးထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်